မင်္ဂလာနံနဲ့ခင်ဗျာခင်ဗျာဖျားသခင်ရမကုံဆုံးတဲ့ကိဥနာတော်တွေကြောင့်ကျွန်တော်တို့အခုဆိုရင်ဇွန်လ16ရက်နေ့တိုင်အောင်ကောင်းမွန်စွာပူဆောင်ခြင်းခံရပြီဖြစ်ပါတယ်။တာရရဲ့နံနဲ့ခင်ကိုဖူးတွခွင့်ရတဲ့အတွက်လည်းဖျားသခင်နာမတော်ကိုကျေးဇူးတင်ချီးမွမ်းပါတယ်။ကျွန်တော်တို့ရဲ့ Let us pray ဆိုတဲ့ Morning Devotion စီစဉ်ကိုနေ့စဉ်နံနဲ့6နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။နားဆင်နိုင်ပါတယ်ခွန်အားယူနိုင်ပါတယ်။ကျွန်တော်တို့ဒီအစီအစဉ်အတွက်အားလုံးကျွန်တော်တို့ကို ဒီ live တွေ share တွေ subscribe တွေနဲ့ကူညီပေးတဲ့အရောက်တိုင်းကိုလည်းထူးကျေးဇူးတင်ပါတယ်။စုတောင်းချက်တွေကိုလည်းပဲကျွန်တော်တို့ထံပို့ပေးကြပါကျွန်တော်ပေးထားတဲ့ဖုန်းနံပါတ်တွေဒီ messenger တွေနဲ့ viber စသဖြင့်အခြားသော media social media အမျိုးမျိုးအနေနဲ့လည်းကျွန်တော်တို့စုတောင်းချက်တွေကိုပေးပို့နိုင်ပါတယ်။ဒီနေ့ဇွန်လ16ရက်နေ့အတွက်ခေါင်းစဉ်ကတော့လက်သမားဤသားမဟုတ်လို့ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ကျမ်းမိုက်လေးတစ်ပိုက်ကိုအရင်ဆုံးဖတ်ပြခြင်းပါတယ်။ရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး၄အပိုင်ငယ်20နဲ့1 ထိုသူအပေါင်းတို့သည်ကိုတော်ကိုဝန်ခံ၍တင့်တယ်လျှောက်ပတ်သောနှုတ်ထွက်စကားကိုအံ့ဩချီးမွမ်းလျက်ဤသူသည်ယောသတ်၏သားမဟုတ်လောဟုဆိုကြ၏တခင်ရှုဝသူငယ်စဉ်ကတည်းကသူရဲ့မိဘနှစ်ပါးနဲ့အတူသူရဲ့မြူကုံမောင်တို့မတွေလည်းပါပြီးတော့နာဇရက်မြို့တရားစရက်တင်မှာသွားပြီးတော့ဖျားရှိခိုးနေကြဖြစ်ပါတယ်။ဒါကြောင့်ရှင်လူကအခန်းကြီးလေးကိုဖတ်တဲ့အခါမှာဆိုလို့ရှိရင်ထုံးစံတော်ရှိတဲ့အတိုင်းလို့ ဘုရားအကြောင်းသွားတာသူ့ရဲ့ထုံးစံတိုင်းလို့ဖော်ပြထားတယ်။သူ့ရဲ့အမှုတော်စတင်ပြီးမကြာမီမှာပဲသူကနာဇရက်မြို့ကိုပြန်ရောက်လာတယ်။သူ့ရဲ့အမှုတော်စတင်ခဲ့တာဂျေရုရှလင်နာတဝိုင်းမှာဖြစ်ပါတယ်။ပြီးတဲ့အခါမှာဆိုရင်ဒီဂါလိလဲနယ်ကိုပြန်ရွှေ့တဲ့အခါမှာဆိုလို့ရှိရင်အခုဆိုရင်ကပေရနောဘက်ကိုပြန်ရောက်လာတယ်။နာဇရက်ဘက်ကိုပြန်ရောက်လာတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီဒီတစ်ခါရောက်လာတယ်ဘုရားကြောင်တက်တဲ့ခါမှာလူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတယ်။မကသေးဘဲနဲ့သူဟာ ်ကျမ်းသာဖတ်ဖို့ရန်အတွက်သူစင်ရှိကိုတွားလိုက်တယ်။ဟေရှာယကျမ်းကိုဖွင့်တယ်။အခန်းကြီး63ကိုသူအထူးသဖြင့်ဖတ်ရွတ်လိုက်တယ်။ကျွန်တော်တို့သိပြီးသားဖြစ်ပါလိမ့်မယ်နော်။စင်ရင်သားတွေတတိယကောင်းတွေပြောကြားပွင့်အတွက်တန်ရှင်သောဝိညာဉ်ဆိုသူအပေါ်မှာတည်တယ်ဆိုတဲ့အကြောင်းအရာသူပြောပြီးတဲ့နောက်မှာကျမ်းသာလေးကိုအုပ်ပြီးတော့သူပါပြောလဲဆိုတော့ဒီကျမ်းချမ်းအခုချိန်မှာပြည့်စုံသွားပြီဆိုတဲ့အကြောင်းပြောတဲ့ခါကျတော့အဲ့ဒီချိန်မှာသူတို့ရဲ့အမြင်ကပြောင်းသွားတယ် သူ့ကိုပြန်ပြီးတော့လူတွေကအာယုံစိုက်လာတယ်။ဘာဖြစ်လို့လဲချက်ချင်းမနာလိုမှုတွေမုန်တီးမှုတွေရောက်လာတယ်။ဒီလိုဆင်းရဲတဲ့လက်သမားတယောက်ရဲ့သားဒီပုံကောဒါလောက်ကြီးတက်နေရသလားစသဖြင့်ပေါ့။တခင်ရှုဘလို့ပဲဆက်ပြောပြောသူကတခင်ရှုစကားကိုနားမလည်နိုင်ကြဘူး။စတင်ပြီးတော့ဆန့်ကျင်ကြတယ်။တခင်ရှုကဒီအခြေအနေကိုသိနေတယ်။ သခင်ရှုဘာကိုပူပူတိသွားတဲ့အကြောင်းရပါလဲဆိုတော့အလင်းဘလောက်ရှိတယ်ဆိုတာထက်တဲ့အဲ့အလင်းကိုဘလောက်အသုံးပြုတယ်ဆိုတာအရေးကြီးတဲ့အကြောင်းသခင်ရှုကောင်းကောင်းသိတယ်ဒီနာဒီနာဇရက်မြို့သားဒီတရားနာပရိသတ်တွေကသူတို့မှာအလင်းနေရှိပါတယ်ဒါမဲ့သူတို့ရဲ့အလင်းကိုအသုံးမပြုခဲ့ကြဘူးဒီမြင်ရတဲ့အလင်းကိုနော် မြင်ရတဲ့အလင်းကိုဟိုးမြင်ရခဲ့တဲ့တပါမျိုးသားတွေကလက်ခံလိုက်တာဟာတဲ့အလင်းကိုအများစွာရရှိပြီးတော့ညင်းပယ်တဲ့လူတွေတဲ့ပို့ပြီးတော့ကောင်းနေဆိုတာကိုသခင်ရှုချက်ချင်းသဘောပေါက်လိုက်တယ်။နာဇရက်မြို့သားတွေအရဆိုရင်သူ့ကိုဆွဲထုတ်ပြီးတော့မှเนาะဒီမေရှိယကိုစော်ကားပြောတယ်ဖျားကိုစော်ကားပြောတဲ့အမှုဟာဂဲနဲ့ပေါက်တတ်တယ်ဂဲနဲ့ပေါက်တတ်ဖို့ဆွဲထုတ်လိုက်တယ် ဆွဲထုတ်ရင်းနဲ့ကောင်းကင်တမန်တွေကကြားဝင်ပြီးတော့သခင်ရှုသူတို့ရှေ့ရနေပြီးတော့သူတို့ခွက်ထားလိုက်ကြတယ်ကျွန်တော်တို့ဒီအဖြစ်ပြက်ထဲမှာသူတို့တကယ်ခဲနဲ့ပေါက်တတ်ခြင်းနဲ့ဒါပေမဲ့မဖြစ်ခဲ့ဘူးဘာကြောင့်လဲဒါကောင်းကင်တမန်တွေရဲ့လှုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်ဒီနေ့ဒီနန်းနေရဝကကျွန်တော်တို့ဘာခွန်အားပေးနေတယ်လဲဆိုတော့လူတွေဟာအပေါ်ယံကိုကြိတက်ကြပါတယ်လက်သမားတယောက်ရဲ့ตาမဟုတ်တုံလော့ လက်သမားရဲ့သားပဲဟာကြောင်လည်းမတက်တော့သူတို့ရဲ့ဖာရီရှဲကြောင်ကိုမတက်ဘလို့ဒီຢာတွေရနိုင်ပါလဲစေတနာစိတ်ပြတ်ကြတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်နိုင်စွမ်းကိုကျွန်တော်တို့ကကြော်ပြီးတော့လူတယောက်ကိုအပေါ်ယံကဲခတ်မိမယ်ဆိုရင်ကျွန်တော်တို့ဟာဒီမာမာနာတွေ ဝါကြွားမှုတွေကိုခဝါမချနိုင်တဲ့မနှိမ့်ချနိုင်တဲ့ပုံကူတွေဖြစ်သွားပါလိမ့်မယ်။ဒါပေမဲ့အမှန်တရားတော့ပြောင်းလဲခြင်းမရှိဘူးဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒီနန်းနဲ့ရောင်းဝတ်ပြီးတဲ့အခါမှာဆူတောင်းမှုအစီအစဉ်ဖြစ်တဲ့ဒီနေ့ဆူတောင်းပေးပို့လာတဲ့လူတွေထက်ဆူတောင်းပေးရမယ့်ပုံကူတွေကတော့ပါစတာဦးခင်မောင်လတ်ရဲ့ဒေါ်အားဖုံးနဲ့ဒေါ်ကြည်အောင်တို့အတွက်ဖြစ်ပါတယ်။ခဏလေးကျွန်တော်တို့ဥညွတ်ပြီးတော့ဆူတောင်းကြရအောင်။ ကောင်းမြတ်ဆုံးလင်တော်မူသောကောင်းကင်ဘုရားရှင်ဖာဗျာကိုရောအထူးကျေးဇူးတင်တဲ့ဒီတာနဲ့နည်းနည်းခင်တန်ကောင်းမှာဖြစ်လန်းပြပူဆောင်ခဲ့တယ်။တာမီရောအဖွင့်ပြပေးတဲ့ဒီကိုရရှင်ရဲ့နှုတ်ကပတ်တရားတော်အတွက်လည်းကျေးဇူးတင်ပါ၏။နာဇရက်မြို့သားတို့ဒီယေရှုကိုမြင်တဲ့အခါမှာလက်သမားရဲ့လက်သမားရဲ့သားဆိုပြီးတော့သူတို့အထင်မြင်သိခဲ့ပြီးတော့အလင်းတရားကိုမရရှိပဲနေခဲ့ကြပါတယ်။ထို့တူကျွန်တော်တို့လည်းပဲ ူတို့ဘောင်းကိုအပေါ်ရန်ကြိရှိခြင်းအဖြစ်ကိုရဲ့အလေးနဲ့ဝေးကွာတော့သူများမဖြစ်ရပဲတန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြပူဆောင်မှုကိုအကောင်းဆုံးဝန်ခံတတ်ဖွယ်ကိုရောမာဆာလမ်းပြပေးပါခြေသူတင်ပါလေဒီအစီအစဉ်ကိုကြိရှိနေတဲ့ကိုရောရဲ့တာသမီအရာအတိုင်းကိုလည်းမကရောကောင်းကြီးပေးလမ်းပြတော်မှာကိုရောရှင်သူတို့နဲ့တူရှိတော်မူကြောင်းထင်ရှားစေလေသူတို့ရဲ့ဘဝအသက်တံပါလေပဲအောင်မြင်မှုများနဲ့ပြည့်နှက်စေတော်မှာခြေသူတင်ပါလေပါထို့အတူနာမကျန်းဖြစ်သောပုဂ္ဂိုလ်တွေအတွက်လည်းဆုတောင်းလိုပါတယ်ပါစတာဦးခင်မောင်လတ် ဒေါ်အားဖို့ဒေါ်ကြည်အောင်တို့ကိုရှင်ကောင်းကြီးပေးလျက်သူတို့ခံစားရရောဝင်လာတယ်သူတက်တာပျောက်ကင်းစေပြီးကိုရောဘုံတော့ထင်ရှားစေဖို့အမြဲတမ်းဖြစ်စေတော်မှာသူကျေးဇူးတင်ပါတယ်။သာမန်လူနေစဉ်ဆုတောင်းနေသည့်အရာအလုံးစုံတို့ကိုကိုရောရှင်ဒီနာကြောင့်လက်ခံလျက်အရာအခက်သိအလုံးစုံကိုရောရဲ့နာမတော်အားဖြင့် ဘုန်းထင်ရှားစေပါမည်အကြောင်းဤရအလုံးစုံတို့ကိုစက္ကန့်အနှံ့ဆုတောင်းတဲ့အခါမှာခရစ်တော်ယေရှုဖခင်၏နာမတော်မြေပြူလေယူသူကဆုတောင်းပါသည်ပါဗျာအာမင်